ဘာကြောင့်အာနာရှင်စနစ်မျိုးမပြတ်နိုင်ရသလဲမြောက်ကိုရီးယားတရုတ်ရုရှားအင်းပြီးတော့ပြီးတော့ပေါ့အစပရမသုံးနိုင်ငံကဇယ်စနစ်ပေါင်းများစွာအာနာရှင်စနစ်အောက်ကြားရောက်နေကြတဲ့နိုင်ငံတွေဖြစ်ပြီးဟဲ့နောက်ဆုံးနိုင်ငံကတော့ကြားလိုက်တက်လိုက်နေအခုတော့ပြန်ကြသွားပြန်တဲ့နိုင်ငံလေးပေါ့ဗျာဥပမာမြောက်ကိုရီးယားကိုပဲပြောကြရအောင်1948ခုနှစ်ကတည်းကခေမီသားစုလက်အောက်မှာနိုင်ငံပဲပြောင်းဝဲခဲ့တာယနေ့အထိပါပဲ။တမိုင်းကိုဒေသပြောင်းကြည့်မယ်ဆိုရင်ဂျပန်တွေရဲ့အချုပ်အခြာအာဏာတည်မြဲမှုတွေအကုန်ပြတ်စီသွားပြီး သုံးနှစ်ကြာမှစတင်ခဲ့တဲ့တမိုင်းကြောင်းရှေကြီးဆိုပါတော့ကင်ဂျွန်ဝမ်ကတော့2017ခုနှစ်မှာမြောက်ကိုရီးယားတမရဖြစ်စတင်တာဝန်ထမ်းဆောင်ပါရီနောက်ထပ်တစ်ယောက်တမရရှိဒါမှမဟုတ်ရှီချင်းဖင်2013မှာအာဏာရလာပြီးကွန်မြူနတီပါတီရဲ့ဥက္ကဋ္ဌလည်းဖြစ်ပါရီကွန်မြူနတီပါတီအကြောင်းပြောရရင်တော့တရုတ်ပြည်ရဲ့နိုင်ငံရေးတမိုင်းကိုဟိုးအစားအနေပြန်သွားရမှာပဲဗျရင်းနှီးမှုဒေါ်လာကြီးကအစားပြုလို့အုပ်ချုပ်ပုံတွေထိတရုတ်ပြည်ကိုအမြစ်ကနေမေလန်ပြောင်းလဲပြလိုက်တဲ့ပါတီလို့ဆိုရပါမယ် 1949ခုနှစ်ကတည်းကတရုတ်ပြည်မှာစတင်ပေါ်ပေါက်လာခဲ့တဲ့ပါတီဖြစ်ပြီးကွန်မတန်အစိုးရကိုစန့်ကျင်ရေးတရုတ်ပြည်တစ်ခုထူထောင်နိုင်ခဲ့ကြပါတယ်။ဟောနောက်တစ်ယောက်ကျတော့ရုရှားဗလာဒီမာပူတင်က2009မှာရုရှားသမ္မတဖြစ်စတင်တာဝန်ထမ်းဆောင်ပါတယ်။အဲထူးခြားတာကဒီနိုင်ငံတွေအကုန်လုံးကဒီမိုကရက်တစ်နိုင်ငံတွေလိုပဲရွေးကောက်ပွဲလုပ်ကြရခင်ဗျ။ဒါဆိုရင်သူတို့ထိုင်ကုန်မပြောင်းရလေအောင်အာဏာကိုအခုချိန်ထိဘယ်လိုထိန်းထားသလဲတကယ်ပဲပြည်သူတွေကတောင်းတောင်းပြပြအားပေးကြတာလားဒီလိုအာဏာရှင်တွေအုပ်ချုပ်တဲ့နိုင်ငံကရွေးကောက်ပွဲကရောဘယ်လိုပုံစံမျိုးရှိသလဲ ဒါတွေကိုကျွန်တော်တို့ဖတ်ကြည့်ကြရအောင်ဆက်ဆာချင်းမြောက်ကိုရီးယားနဲ့အရင်ဖွင့်ကြတာပေါ့သူတို့စီမားလဲ၄နှစ်တကြိမ်ရွေးကောက်ပွဲလုပ်ပါတယ်ဒိုပင်ညာရွေးကောက်ပွဲလို့ဆိုပင်ညာမဲဆန္ဒကိုကောက်ယူတဲ့ဆိုပင်ညာခြွင်းချက်လေးတွေတော့ရှိတာပေါ့လေဟဲဟဲကဲပထမဆုံးတစ်ချက်ရွေးကောက်ပွဲကဒီမိုကရေစီနိုင်ငံတွေမှာကျင်းပတဲ့ရွေးကောက်ပွဲနဲ့လားလားမှမတူပါဘူးဘလို့ကျင်းပတယ်လဲရွေးကောက်ပွဲစားပြီးဆိုတာနဲ့တမန်ထားတဲ့မဲယုံရှိတန်းစီပြေတော့ပဲကြာအဲအသက်၁၉နှစ်နဲ့အထက်ကစားပြီးမဲပေးလို့ရပါတယ် တို့စီမှာမဲပေးရတဲ့ပုံစံကစာမေးပွဲမှာမှားမှန်ရွေးရတာနဲ့တူပါတယ်။တုံငယ်ပြားလေးပုံမှာရွေးကောက်ခွင့်အမတ်ရဲ့နာမည်နဲ့ပုံပါရှိပြီးသူ့ကိုမဲပေးရင်လည်းဆိုရင်အမှန်ချစ်ပေးရပါတယ်။အမားချစ်လိုက်ရင်တော့ပြိုင်ဘက်မှာကတမဲရတယ်ပေါ့ဗျာ။ဆိုတော့အမားအမှန်နဲ့ဆုံးဖြတ်ခွင့်ပေးထားတယ်ပဲမှတ်ရမှာပေါ့။တခုထူဆန်းတာကတကားမှအဲ့ဒီတုံငယ်ပြားလေးပုံမှာအမားချစ်ဆိုတာကိုမတွေ့ဘူးကြပါဘူးတဲ့။ဘာလို့လဲ။ဝင်ပြိုင်တဲ့အမတ်တွေအကုန်လုံးကခင်မိသားစုသစ္စာခံယူထားကြတဲ့လူတွေပါပဲ။ဒီတော့သူတို့ကိုညှင်းပယ်လိုက်တာကခင်မိသားစုကိုစန့်ကျင်လိုက်တာပဲပေါ့။ စမ်းတင်တော့ဘာဖြစ်လဲရှင်းပါတယ်ဇက်ပြုတ်နိုင်တာပေါ့ဒါပါပဲငါဆန္ဒနဲ့ငါပါခွာဆိုပြီးအမားချိမိရင်တော့သူတို့ရဲ့ထောက်လန်းရေးအရာရှိတွေရဲ့ပြစ်မှတ်ဖြစ်သွားပါပြီမြမဘီကထောက်လန်းရေးခက်ကိုမိတဲ့လူတွေဒါမှမဟုတ်အရိခက်ကြောင့်ကောင်းကောင်းသိတဲ့လူတွေကတော့ထောက်လန်းရေးရဲ့တေးချင်းစော်နံလောက်တဲ့နှိမ့်ဆက်မှုတွေစိတ်ဒုက္ခဘေးမှုတွေအကြောင်းကိုအထာနဲ့ကြရရောပေါ့ဗျာကဲဘယ်နှကအမားလာချစ်ကြရအောင်မလဲဗျာအမန်လေးကိုလည်းလည်းမမနဲ့ချစ်ခဲ့မယ်ဆိုရင်တော့ပြင်ဒင်ဟာနိုင်ငံတော်ကိုတစ္ဆာဆောင်တည်တဲ့ပြည်သူတယောက်ဖြစ်မဲယုံရှိမှစောင့်ကြုံနေတဲ့လူအုပ်သားရဲ့ဝင်ရောက်ပြောမွေးနိုင်ပြီဖြစ်ပါတယ် ဒါလို့ဆိုမြောက်ကိုရီးယားကယူကောက်ပွဲဆိုတော့ for sure တတ်တယ်မှသဘောပေါက်ကြပြီထင်ပါ रे အဲထူးခြားတာလေးတခုပြောပြပါဦးမယ်ဒီလိုမျိုးတောက်ကျိုးနဲ့လွတ်လပ်ခွင့်ပေးထားတဲ့နိုင်ငံကြီးကကမ္ဘာပေါ်မှာမဲပေးသူလူရဲ့အများဆုံးဖြစ်နံပါတ်1တက်ချိန်ထားပါ रे မဲအားလုံးဘယ်ကိုရောက်တလဲတော့မမေးပါနဲ့ခင်ဗျာကျွန်တော်ရဲ့ပေါက်ဖော်ကြီးအဲလီတရုတ်ပြည်မှာလေးရွေးကောက်ပွဲကျင်းပကြပါ रे ဒါပေမဲ့သူတို့ရွေးကောက်ပွဲကျင်းပပုံကလည်းတမျိုးလေးဗျသမရဘသူဖြစ်မလဲဆိုတော့ကိုပြည်သူတွေဘက်ကမဲပေးရွေးချယ်ခွင့်မရှိပါဘူး။သမရအရာအရာအတွက်လွှတ်တော်အမတ်တွေကပဲရွေးချယ်တင်မြှောက်ပေးရပါတယ်။ကဲ လွတ်တော်တဲ့ဘသူတွေရှိမလဲဒေကြတာပေါ့ဗျာကွန်မြူနတီပါတီဝင်တွေပဲရှိမှာပေါ့ဒါဆိုဘသူကိုရွေးမလဲဟောတို့ဥက္ကဋ္ဌတို့ရွေးကြမှာပေါ့ဟာဒီတော့ရွေးကောက်ပွဲကဘာအတွက်လဲမေးစရာရှိပါတယ်တမနာကိုရွေးချယ်ပိုင်းခွင့်မရှိပေမဲ့အားမငယ်ပါနဲ့မြို့နယ်ကျေးရွာတွေမှာအုပ်ချုပ်ကြမဲ့တပ်ဆိုင်ရာရုံးဝန်အားရှိဝေါ်ကတော့ရွေးချယ်ခွင့်ရှိနေပါသေးတယ်ဒီလိုပြောလို့လဲဝမ်းသာမစောလိုက်ပါနဲ့လောက်ရတိုင်းကိုပါတီဘက်ကစောင့်ကြည့်နေပါတယ်တချက်လေးမျက်စိစပွင့်မွေးစုရနဲ့ပညာရီပြဖို့စွန်ကြီးဝိုင်းလောင်းမဲ့ထောက်လန်းရေးတွေကအနာမအမြဲရှိနေပေးတာပါ။ ဒီတော့ပြည်သူတွေရွေးခွင့်ရထားတဲ့အရာရှိတွေမှာကတော့ဘလောက်လောက်ပိုင်ခွင့်ရှိသလဲဝမ်းနေစရာပါပဲသူတို့ကနိုင်ငံကြီးကစားကုန်ပေါ်ကနယ်ရုပ်တွေတတ်တတ်မပေါ်ပါဘူးဘသူရဲ့နယ်ရုပ်တွေလဲလို့မေးရင်တော့ community party ကြီးရဲ့ for show လေးတွေပေါ့ဗျာတကယ်အနာက community party လက်ထက်မှာပဲအလုံးစုံရှိနေတာပါဒီတော့လှုပ်ချင်တာလှုပ်ငါမလှုပ်ခိုင်းတာတော့မလှုပ်နဲ့ဆိုသလိုကြီးဖြစ်နေတယ်ပေါ့ဗျာဟဲအထာဆိုတာဒါမျိုးနောက်တစ်ပြည်ကိုခရီးဆက်ကြတာပေါ့ကျွန်တော်တို့ရဲ့ရုရှားပြည်ကြီးမှာဆိုရင်ဖြစ်ရွေးကောက်ပွဲထားကိုတမျိုးလေးတွေးအောင်မှဖြစ်ပါတယ်တခုထူးခြားလာတာကတော့မမဆောင်လို့ဖြစ်နေတာပါပဲ လွတ်လွတ်လပ်လပ်တော့လွတ်လွတ်လပ်ပဲဒါပေမဲ့တိတ်ပလွတ်လပ်တဲ့လွတ်လွတ်လပ်လပ်ကြီးဖြစ်နေတယ်ဆိုပါတော့ချောင်းနဲ့တကြိမ်ရွေးကောက်ပွဲကျင်းပပြီး round တစ်ခုခွဲရှင်ပိုင်ကြရပါတယ်ပထမချိန်မှာတော့ရွေးကောက်ခံနိုင်ငံရင်းသမားတိုင်းဝင်ပြိုင်ကြရပါတယ်အဲဒီခါမှာတယောက်ယောက်ကမဲပေးသူဦးရဲ့တဝက်ကိုမဲဆန္ဒဖြင့်ရရှိခဲ့မယ်ဆိုတော့ရွေးကောက်ပွဲကဒီမှာတင်အဆုံးသတ်သွားပါပြီဒီလိုမဟုတ်ပဲတဝက်ကိုမကြော်ဘူးဆိုရင်တော့ရွေးကောက်ခံတွေကထိတ်ဆုံးနှစ်ယောက်ကိုဒုတိယချိန်မှာဆက်လက်ရှင်ပိုင်စေပါတယ်ရုပ်တရက်ချင်းတော့ဟာဒီမိုကရေစီပါလားပေါ့ပြည်နဲ့နိုင်ငံရဲ့ရွေးကောက်ပွဲစနစ်နဲ့တော့တွားထူနေပါသေးတယ်ဒါပေမဲ့ခဏဆောင်ပါဦး ရွေးကောက်ခံအမိုက်ဖြစ်လာမယ့်လူတွေဟာထုံးစံအတိုင်းကမ်ပိန်းလုပ်ကြမယ်ဆိုရကြဟောပြောပွဲလုပ်ကြနဲ့ဒီအထီးကိုတော့ခွင့်ပြုထားပါရည်။ဒါဆိုဘာကဘယ်လိုမျိုးလဲ။ဒေကြတာပေါ့ဗျာ။တခုခုကတော့ရှင်းနေမှပူတင်ပြီးတာမှာပေါ့။ဘသူတွေဝင်ပြိုင်ခွင့်ရမလဲဆိုတာကိုလက်ရှိအစိုးရကပဲဆုံးဖြတ်ပေးပါရည်။ဒါပြင်ဝေရောက်ရှင်မင်းနဲ့နိုင်ငံရေးသမားတိုင်းကပူတင်နဲ့ဖက်ပြန်လို့မရကြတဲ့ဘာမွားလေးတွေပါပဲ။ဒီလိုလူတွေကိုပဲတမင်ရွေးချယ်ပေးလိုက်ပြီးနိုင်ငံရေးစင်မြင့်ပေါ်ထိုးတင်ပေးလိုက်ပါရည်ရော။အဲဘေးနော်လိုလက်စွာရွေးချယ်ခွင့်ဆိုပြီးခေါင်းစဉ်လေးတက်ပေးလိုက်တယ်ဆိုပါတော့ ီရွေးကောက်ပွဲဘယ်သူနိုင်မလဲအဖေကအင်္ဂါကျိုးကလမ်းကြီးတောင်တည်သားတဲ့နေသားမှာရှိနေပါတယ်ပြောသားပဲဗျာတို့အထားကလည်းတမျိုးလေးတို့ဒါတော့ဆိုရင်ရွေးကောက်ပွဲလောက်တိုင်းဘာကြောင့်နိုင်နေရသလဲဆိုတဲ့အဖြေကိုအထာနဲ့သွားလောက်ပြီးထင်ပါတယ်တိတ်မနဲ့သေးဘူးထင်တော့ရုရှားမှာပိုတင်နဲ့အပြိုင်ပြင်းနိုင်တဲ့အတိုက်ခံပါဒီကောင်းဆောင်အလက်စီနာဗန်နီကိုပဲကြည့်လိုက်ပါ2020ခုနှစ်မှာရုရှားထောက်လန်းရေးတွေရဲ့အစိတ်ကလောက်ကျန်တက်ဖြတ်ခြင်းကိုခံလိုက်ရပါတယ်။ခံကောင်းထောက်မှဆောင်တဲ့အသက်ဘေးကနေတီတီလေးကတ်လို့ရင်းဂျာမနီဘက်မှဆေးကူသားမှုခံယူခဲ့ပါတယ်။နောက်တော့ရုရှားကိုတပန်ပြီတော့ပြန်ဝင်လာပါလေရော အဲဒီမှာတပါးနဲ့လက်ထိတ်နဲ့စောင်းချိုဖမ်းဆီးလိုက်ပြီး2019နှစ်ချမှတ်ခံလိုက်ရပါလိတော့တယ်ဗျာစိတ်မကောင်းစရာ2024ရွေးကောက်ပွဲမတိုင်ခင်ရပ်ပိုင်းလိုမှာထောင်းနဲ့ထူးဆန်းစွာတည်ဆုံသွားခဲ့ပါတယ်ဒီတော့ရွှေသမင်းဘဲကထွက်မေးရင်မင်းကြီးတာကထွက်လို့ပဲဖြေရပါလိမ့်မယ်嗯လလဆာရွေးချယ်ခွင့်တော့ပြောတာပဲသူတို့ရဲ့အတိုက်ခံကောင်းဆောင်တွေကိုဖယ်ရှားဖြစ်တဲ့နေ့ကအပြော့ဆွေးနေညင်းဆဲတဲ့နေ့ပါပဲဟာဒီတော့မီဒီယာတွေကရောဘာမှမလုပ်ကြဘူးလားနိုင်ငံရေးစတုဒ္ဒမန်နိုင်ကြီးတွေဆိုဘာညာမေးလာစရာလည်းရှိပြန်ပါတယ်ဟဲမီဒီယာတွေကလည်းအသက်နဲ့မဟုတ်လားဗျာ မီဒီယာဆိုတာအစိုးရရဲ့သတင်းပြန်ကြားရေးတစ်ခုထက်မပိုပါဘူး။ရုရှားပြည်သူတွေဖို့လည်းသတင်းအမှောင်ချခံထားရတယ်ဆိုတော့ဒီတော့သူတို့လုံနိုင်တဲ့တစ်ခုတည်းသောနေ့ကသတင်းမှန်သိချင်တယ်ဆိုတော့ကျွန်တော်တို့မြန်မာပြည်သူတွေလို VPN လေးချိန် IP address လေးပြောင်းပြီးကိုးကြောင်ကိုးဝတ်ဖတ်ကြရတဲ့အနေထားပါ။ internet အသုံးပြုမှုကိုအစိုးရကတစ်ချိန်လုံးစောင့်ကြည့်နေတာကြောင့်တချက်လေးမှားတာနဲ့ကိုယ်ကနေလက်မှာ lockout ဆုပ်ပြီးသားဖြစ်သွားမှာပါ။ပြည်တွင်းဌာနလေးသမားတွေကဘာကြောင့်ရေကုန်နှုတ်ပိတ်နေကြသလဲဘာလို့အဲဒီလောက်တောင်ကြောက်ကြသလဲဒေကြတာပေါ့ဗျာရှေ့မှာဥပမာကောင်းတွေကရှင်းနေပြီးသားကို ဥပမာ Anapolitos Kaya ဆိုရဲဂျာနယ်လေးအမျိုးသမီးဖြစ်ကိုပဲလေ့လာကြည့်ကြရအောင်။သူမကပူတင်ကိုဝေဖန်ရေးလုပ်မိတာကြောင့်လောက်ကျန်တက်ဖြတ်ခံရရသူပဲဖြစ်ပါရယ်။ပူတင်ကိုဝေဖန်မိရင်တင်ကဘသူလဲဘယ်ွားလဲအရင်မကြည့်တော့ပါဘူး။မကြခင်တင်အလှဘယ်တော့ရောက်လာမလဲကပဲစဉ်းစားစရာဖြစ်သွားပါပြီ။ဒီဖြစ်ပျက်ကိုနမူနာယူခြင်းတော့ရုရှားဝန်ကြီးချုပ်ဟောင်းဘော်ရီအဖြစ်ကတက်တည်ပါပဲ။ဟဲ့သူလဲလာရလန်းကိုကြွနင်းသွားရရှာသူပေါ့။ဘလောက်ဆိုပူတင်တယောက်ရွေးကောက်ပွဲ၅ချိန်လုံးလုံးဘာကြောင့်အပြတ်တက်နိုင်ရတယ်လဲသိလောက်ပြီထင်ပါရယ်။ နောက်ထပ်ဆေးရနာရှင်စနစ်ကျင့်သုံးတဲ့နိုင်ငံငယ်လေးတွေရှိနေပါသေးတယ်။ဟဲ့ကျွန်တော်တို့နိုင်ငံကိုတော့ခဏဘေးဖယ်ထားလိုက်ရအောင်ဗျာ။ကိုယ်နိုင်ငံကြောင်းတော့ကောင်းကောင်းသိနေကြပြီမဟုတ်လား။ရုရှားနဲ့အင်ဒိချင်းနိုင်ငံတခုဖြစ်တဲ့ဗီလာရုဆိုတဲ့နိုင်ငံကလည်းဒေတာတန်ရှင်းတဲ့အုပ်ချုပ်တဲ့နိုင်ငံဖြစ်ပါတယ်။နိုင်ငံတော်သမ္မတတစ်ဖြစ်လဲအလက်ဇန္ဒားလိုကယ်ရှန်ကာဆိုသူဟာနိုင်ငံလွတ်လပ်ရေးရပြီးလွန်ခဲ့တဲ့နှစ်ပေါင်း30ခန့်ကထိုင်းကမ္ဘာခြေကုပ်ယူထားခဲ့တာအခုထိပါပဲ။သူရဲ့နိုင်ငံရေးကစားကွက်တွေကပိုတင်စီကနီးယူပါတယ်။အမတ်တွေခန့်တာကဆအုပ်ချုပ်ကိုင်းတွေပုံတိအစုံရုရှားတိုင်းကိုင်းတွေလေးရှိသူပါ။ အဲ2020ရွေးကောက်ပွဲကာလတုန်းကတော့ရွေးရွတဲတဲဖြစ်လိုက်သေးတယ်ဗျပြီးသူတချို့ကသူ့ကိုစန့်ကျင်မှုလုပ်ကြတယ်ဆိုတော့အဲ့ဒီထဲမှာ Sake Our Kids ဆိုတဲ့ YouTuber လည်းပါပါတယ်သူဟာဒီဆန္ဒပြပွဲမှာပါဝင်မိပြီးထွက်ပြေးဖို့လုပ်မဲ့အချိန်မှာဖမ်းခံလိုက်ရတာဖြစ်ပြီးထောင်ထဲ session နဲ့ချမှတ်ခံလိုက်ရပါတယ်သူ့အမျိုးသမီးကတော့လူတွေနေရာကိုပြင်းနေတဲ့အဘေးခံလိုက်ရတယ်ခင်ဗျဆိုတော့ရွေးကောက်ပွဲတွေကဆေးအနာရှင်အုပ်ချုပ်တဲ့နိုင်ငံတွေမှာမရှိဘူးမဟုတ်ဘူးရှိတယ်ဗျဒါပေမဲ့ဟန်ရှိပြီးအဆန်မပါတဲ့ for show တွေဖြစ်နေကြုံလေးပဲ ဒီလိုစနစ်တွေကိုကျူဘာကအစားပြုလို့ဗင်နီဇွဲလားထိမျိုးတူနိုင်ငံတိုင်းမှာတွေ့ကြရမှာပါ။ကဲရွေးကောက်ပွဲချင်းမှာပေးကြတဲ့သဘောကောင်းမနှောကောင်းအာနာရှင်ကြီးတွေအကြောင်းပြီးတော့တကားမှရွေးကောက်ပွဲမလုပ်တဲ့အာနာရှင်ကြီးစီကိုခြေဥ်လဲကြရအောင်။ဒီကတော့ Insense Alpha Grey လို့ခေါ်ပါတယ်။ Eritrea သမရဖြစ်ပြီး1993ခုနှစ်တိုင်းပြည်လွတ်လပ်ရေးရပြီးချိန်ကစလို့အခုထိရွေးကောက်ပွဲကျင်းပခြင်းမရှိဘဲနဲ့နိုင်ငံကိုအုပ်ချုပ်ထားတဲ့သမရဆိုပါတော့ရွေးကောက်ပွဲရဲ့ဟိုးရင်ခြင်တွေကိုကြည့်ရင်လေစေအေးတိုက်ပွဲကာလတုန်းကဒီလိုမျိုးကြုံခဲ့ပူကြပါရဲ့ စဉ်းစားကြည့်ပါနောက်ဆုံးမှဘသူနိုင်မလဲသိနေတဲ့ပြိုင်ပွဲကိုဘသူကများအာထုံခွန်လိုက်ဝင်ပြိုင်နေဦးမှာလေနောက်ပိုင်းကလာစေရေးတိုက်ပွဲပြီးအမေရိကန်ကိုကမ္ဘာစီးမင်းပေါ်တင်ပေးလိုက်တဲ့အချိန်နဲ့ဆိုဗီယက်ယူနီယံရဲ့အကြာဆုံးကမ်းဒီပီယန်တစ်ခုသွားတွေ့ချိန်မှာတော့ရွေးကောက်ပွဲဆိုတဲ့ဝါဟာရကတခေတ်ဆန်းနှုတ်ထလာပါတယ်အဲဒီခေတ်ကလာကအမေရိကန်အနိုင်ရသွားခြင်းဟာဒီမိုကရေစီအနိုင်ရသွားခြင်းပါပဲဒီတော့ဒီမိုကရေစီကြကြရွေးကောက်ပွဲတွေလည်းတပံပြန်လဲနှုတ်ထလာတယ်လို့ဆိုရမှာပါဒီနေရာမှာအမေရိကန်ရဲ့အာဏာသက်ရောက်မှုကအခုလိုအကျိုးသက်ရောက်ပါတယ် တခြားနိုင်ငံတွေကိုလည်းဒီမိုကရေစီနည်းတကြရွေးကောက်ပွဲတွေကျင်းပကြဖို့တွန်းအားပေးသလိုဖြစ်သွားခဲ့တယ်လို့တပတ်မှာလည်းထိုင်းကုန်းကိုခြေကုပ်ယူထားတဲ့အာနာရှင်ကြီးများဖို့မချစ်တော့လဲအောင်ကနိုင်ရတဲ့အဖြစ်ကိုရောက်ရှိသွားခဲ့ပါတယ်။ဒီတော့စီးလဲမကျော်စေရ၊ဘောင်လဲမလွတ်စေရ၊သူတို့နဲ့လဲမကင်းစေရလေအောင်အခုလိုရွေးကောက်ပွဲစနစ်တွေတီထွင်လာကြပါလေရော။ဘာကြောင့်အခုလိုဂရုစိုက်နေကြသလဲ။ပြန်ကြည့်တော့နိုင်ငံတကာကုလသဆန်ရေးတွေကပါလာပြန်ပါရော။ လူအခွင့်အရေးကိုရှည်တန်းတင်လာတဲ့ခေတ်အရောင်မှာအာဏာရှင်တွေပုတ်သူတို့ပြည်သူတွေကို human rights အပြေးဝပေးထားပါအကြောင်းလဲပေါ်လွင်စေခြင်းနိုင်ငံတွေနဲ့လည်းမိမပြတ်ချင်တဲ့အခါအရှုံးနေတဲ့ဒီနည်းကိုရွေးကြပါရတယ်။နိုင်ငံတကာမှာအရေးပါအရာရောက်ဖို့ဆိုတာသူတို့ရဲ့အိမ်မက်မဟုတ်လား။ဒီတော့တခါတလေအလိုလိုက်အကြိုက်ဆောင်ရင် for sure လိုက်ပေးချသေးတာပေါ့ဗျာ။အဲအခုပြထားတဲ့ graph မှာတော့1946ခုနှစ်ကနေအစပြုလို့အခုနှစ်တွေအထိရေကောက်ပွဲကျင်းပခဲ့တဲ့အချိန်ကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ် ကြီးလိုက်တဲ့အခါမှာတော့2012ခုနှစ်မှာအများဆုံးဖြစ်နေတာကိုတွေ့ရမှာပါဘလို့ပဲအုတ်ချုပ်နေတယ်ပဲပြောပြောပြသူတို့ကတော့ပြည်သူတွေကိုရင်ကုန်နှုတ်ပိတ်ထားတဲ့အာဏာရှင်တွေလို့အပြောမခံနိုင်ကြဘူးမဟုတ်လားဘယ်တခိုးကတခိုးလို့ခေါ်ရင်ကြိုက်လို့လဲဟဲစားရပါဗျာဒီတော့ရွေးကောက်ပွဲကျင်းပပေးရဲဆိုတာနိုင်ငံတကာကိုလေးစားရလဲရောက်ကိုကိုကိုသဘောထားကြီးကြောင်းပြသရလဲရောက်တဲ့အလေးထားတစ်ခုဖြစ်လာခဲ့ပါရီတပတ်လဲကြည့်ပြန်တော့ရွေးကောက်ပွဲကိုအသုံးများချတတ်တဲ့အခါအာဏာရှင်တွေဖို့သူတို့ရဲ့အုပ်ချုပ်ရေးစနစ်ကိုပိုခိုင်ခန့်အောင်လုပ်ပေးတဲ့အခွင့်အရေးကြီးတစ်ခုဖြစ်သွားပါရီဟဲရှုပ်သွားပြီလားဗျာ မြောက်ကိုရီးယားကိုပဲဥပမာကြည့်ကြရအောင်မြောက်ကိုရီးယားမှာတော့ရွေးကောက်ပွဲတွေက National Holiday ပါပဲဟဲ့ကပြားပေါ်အမှန်လေးချစ်ပြီးတာနဲ့ပြီးသူလူတို့တရားလုံးခင်ဗျာတို့ရဲ့မြင်းမြန်လာပါတော့ခေါင်းဆောင်ကြီးအတွက်ပြောပွဲရှင်မဲဆင်နွှဲဂုဏ်ပြုကြပါတော့တယ်ဒီရွေးကောက်ပွဲတွေက Kim Dynasty အတွန်းရှင်အောင်လုပ်ပေးမယ်နေ့ခင်မိသားစုကိုအလုပ်ကျေးပြုမယ်နေရုပ်တွေအစ်တိုးပါတဲ့နေကြီးဖြစ်နေပါတော့တယ်ဒါပြင်ပြည်သူတွေဖို့ကလည်းဒီနေ့ကထူးထူးခြားခြားပြောရွှင်ပွဲဆင်နွှဲနိုင်တဲ့နေ့ဖြစ်တာကြောင့်ဒါကိုပဲကောင်းနေထင်မိကြပုံပါပဲ။อืมသူ့ရနဲ့သူ့ဆက်ပေါ့။ ဒီကြတဲ့အတိုင်းမြောက်ကိုရီးယားမှာကတော့အရာအလုံးကခင်မိသားစုလက်ထင်မှာပါပဲမီဒီယာကစားပြုလို့ဒိုင်းမီရဲ့မန်တိုင်ခေါင်းအစအခြေအဆုံးဒရိုရီယာရီဂျီဆိုသလိုပေါ့နောက်ထပ်တစ်ဖက်ကပြန်ကြည့်ပြန်ရင်လေရွေးကောက်ပွဲကနေဒိုင်းမီရဲ့အနေထားမှန်ကိုတို့သိနိုင်တာကြောင့်လည်းပါပါတယ်ဟုတ်ပါတယ်ဒိုင်းမီမှာဘာဖြစ်နေသလဲပြည်သူတွေတို့ကိုဘယ်လိုသဘောထားကြသလဲဒီရွေးကောက်ပွဲကာလကတိဖို့အကောင်းဆုံးအခြေအနေမဟုတ်လားဘယ်ဘက်ပါတီကဟောအခြေအနေဘယ်လိုရှိသလဲသိနိုင်တာကလည်းအခွင့်အလမ်းတစ်ခုလိုဖြစ်နေပါတယ် အခြေအနေမှန်ကိုသိရမှပဲသူတို့အာနာဆက်မြဲနေလျောင်းဘလို့ကန်တွေရအောင်လဲအဖြေရှာရမှာမဟုတ်လားဗျာစေးရှိဖို့အတွက်အနာတိမှဖြစ်မှာပေါ့ဘယ်သူကများသူတို့ရန်နေရာကြီးကိုချိန်ချောင်းနေတယ်လဲဒီမှအမြင့်ဖြတ်ဖြစ်နိုင်မှာမဟုတ်လားဟဲဒီလိုကြတော့လဲရွေးကောက်ပွဲကသူတို့အတွက်အခွင့်အရေးတစ်ခုဖြစ်နေပါလျောဒါပြင်ဒီနီလာကပြည်သူတွေရဲ့တော်လန်ချင်နေတဲ့စိတ်ကိုတပြေးပြေးရိုက်ချိုးပေးသွားတဲ့လက်နက်ကောင်းလိုပါပဲရွေးကောက်ပွဲတွေမလုပ်ဘဲနဲ့အတင်းတွေဖိနှိပ်ထားမယ်ဆိုရင်အခုတက္ကနာတော့ငြိမ်နေမှာပဲဒါပေမဲ့တစ်ချိန်ချိန်မှာတော့ထားကြတောင်းကျမ်းမှုတွေကဖြစ်လာမှာပါပဲ ီတော့အကြမ်းလေးသုံးမဲ့စားအပြော့ဆွဲလေးနဲ့စိတ်ဓာတ်တွေချိုးခံရလို့ချိုးခံရမှမသိအောင်ရိုက်ချိုးတဲ့နေကပိုထိရောက်တယ်ဆိုပါတော့စဉ်းစားကြည့်လေပြိုင်ရှင်စိတ်ကိုမတားဘူးဒါပေမဲ့ဘလောက်ပြိုင်ပြိုင်ပေးမနိုင်တဲ့အခါအဲ့ဒီလူအဖို့ကိုရံရရရရအရှုံးပေးခြင်းလာမှာပဲမဟုတ်လားလူလူလလအရှုံးပေးလိုက်တဲ့လူတယောက်ကဒေါ်ယုံပြန်ထားဖို့ဆိုတာတော်တော်ခရင်သွားပါပြီဒီတော့အတုံးလေးများချတဲ့ရင်စေးတစ်ခွက်ဖြစ်လာမဲ့ရွေးကောက်ပွဲဆိုတာကြီးကိုပလင်တော်မြေအာနာရှင်ကြီးများကသဘောထားကြီးကြီးနဲ့ကျင်းပပေးကြတာတဲလဲမဆန်းကပါဘူး ဒီလိုဆိုပေမဲ့သူတို့ပို့လေဒီကာလက risk တော်တော်ယူရတဲ့ကာလပါပဲအကမတင်ခြေလမ်းမရင်မလိုလားအပ်တဲ့စူပူထားကြမှုတွေဖြစ်နိုင်တဲ့သွေးနွေးကာလကိုဖြတ်မတကာသူတို့ကိုစန့်ကျင်မဲ့မိကုံမကိုယ်တိုင်မွေးတယ်လို့လည်းဖြစ်သွားနိုင်ပြန်ရောနိုင်ငံရေးသူတွေတီတွေရဲ့လေးလာချက်စာရန်တွေအရဆိုရင်တော့ရွေးကောက်ပွဲကာလဟာအာဏာရှင်တွေရဲ့အုပ်ချုပ်ရေးရန်ရာကိုကြာဆုံးစေနိုင်ဖို့တာမန်ထက်၅စားလောက်ကိုပိုအလားအလာရှိရလို့ဆိုထားကြပါရည်ဒါကြောင့်ဒီကာလတွေဟာသူတို့ဖို့မျက်ကုံးခက်လို့လို့ဖြတ်တန်းရတဲ့နေ့တွေပါပဲ တမိုင်းကိုပြန်ကြည့်ရင်တောင်ကိုရီးယားမှာဒီလိုဖြစ်ရမျိုးဖြစ်ပေါ်ပါသေးတယ်1960အာနာရှင်စက်မန်ရီအုပ်ချုပ်စဉ်ကာလပေါ့ထုံးစံတန်းရွေးကောက်ပွဲလုပ်ဖို့စီစဉ်နေတော့မှာပဲမလာမှာအတိုက်ခံပါတီခေါင်းဆောင်တယောက်အဖြေရှာမရလက်တယ်မပေါ်ပဲတည်ဆုံသွားခဲ့ပါလျော့အဲ့ဒီရွေးကောက်ပွဲမှာစက်မန်ရီနဲ့အတူပါတီ2ဒုတမရလီကီပွန်တို့ကမဲပြတ်တဲ့အနိုင်ရလိုက်ကြပါပြီအပြရတ်1960မှာတော့ရွေးကောက်ပွဲရအလုံးကျန်ဖန်တီးမှုတွေပါနေရဲဆိုတဲ့အကြောင်းပြချက်နဲ့တောင်ကိုရီးယားចောင်းသားတွေစတင်ဆန္ဒပြပါပြီ အစိုးရဘက်ကလည်းတပ်ဖြတ်မှုတွေနဲ့အတူရဲအစစနှိမ်နင်းတာကြောင့်ပြည်သူလူထုထိရလုံးဒေါသချောင်းချောင်းထွက်ရေးဒေသနာပြပွဲကိုအတူပူပေါင်းလာခဲ့ကြပါရီအဖက်ဘက်ကဖီအာရီနဲ့အတူ April 26မှာတော့ Samuel Reid ရောက်သမရယာရုကနေနှုတ်ထွက်သွားပြီး Hawaii ဤဘက်ရှောင်ပြေးသွားခဲ့ပါရီဒုသမရနဲ့အတူသူ့မိသားစုကတော့ကိုကိုကိုတက်တည်သွားကြရခင်ဗျာ1960ဇူလိုင်ရောက်မှာတော့ပါလီမန်အစ်ဖွဲ့စည်းပြီးဒီမိုကရက်တစ်တောင်ကိုရီးယားနိုင်ငံတော်အဖြစ်ထူထောင်လိုက်ကြပါရီအလားတူဖြစ်ရမျိုးဖိလစ်ပိုင်နိုင်ငံမှာလည်းဖြစ်ပျက်ခဲ့ပါသေးတယ်။1986ခုနှစ်မှာဆိုပါတော့ ဖာဒီနာမာကော့စ်ကိုရွေးကောက်ပွဲအနိုင်ရသူဖြစ်ကြေညာပြီးမှရာလကုန်လက်မခံနိုင်တဲ့ပြည်သူတွေဟာစတဲ့ဆန္ဒပြကြပါရယ်နောက်ဆုံးမှာတော့ပြိုင်ဘက်ပါတီကောင်ဆောင်ကာဇွန်နီနိုဟာရွေးကောက်ပွဲကိုအနိုင်ရသူဖြစ်တယ်ဆိုရဲအဖြစ်မှန်ကိုဝန်ခံလိုက်ရပါရယ်ဒါရုကိုကြည့်ရင်ရွေးကောက်ပွဲကာလဆိုတာအာနာရှင်တွေဖို့ဖြီးတိုးရတဲ့ကာလလို့ဆိုလို့ရသလိုသူတို့ရန်ရာကြီးကိုအားဖြည့်တင်းရကာလလို့လည်းဆိုရမှာပါပဲဘယ်ဘက်အနိုင်ရသွားမလဲကတခါတလေကန်းဆိုတာတပူပါရယ်အားလုံးကိုပြန်ခြုံကြည့်တဲ့အခါမှာတော့ဘာကြောင့်ရွေးကောက်ပွဲကိုကျင်းပကြသလဲ စောနောက်အချက်တွေနဲ့တည်းလူချင်းမင်းတို့ခေါင်းတွေကဗဟေတိတွေကိုအဖြေထုတ်ပေးဖို့လုံလောက်ပြီးထင်ပါတယ်။ဒါ့အပြင်ရွေးကောက်ပွဲကျင်းပါတယ်ဆိုတာလည်းတကယ်တော့မလွယ်လောက်ဘူးဗျ။အဲဒီမိုကရေစီနည်းကြကြရွေးကောက်ပွဲကိုပြောတာနော်။ United States မှာတော့ရွေးကောက်ပွဲတစ်ခါကျင်းပါတိုင်းဒေါ်လာ2ဘီလီယံကနေ3ဘီလီယံထိကုန်ကြလိမ့်ရှိတယ်လို့စစ်တမ်းတွေကဆိုရခင်ဗျ။အဲဒီအားမြတ်မှုအတွက်ပေးရတဲ့တန်ကြီးလေးဆိုပါတော့ဒါပြင်ငွေကြီးကြီးရရင်ကြီးလို့ရတာမှမဟုတ်ပဲဗျာအဖက်ဖက်ကတောင်းစီနေအောင်စီစဉ်ရတာမဟုတ်လားဒီတော့နီလန်ကြကြဒီမိုကရေစီဆန်ဆန်ရွေးကောက်ပွဲဖြစ်လာဖို့ဆိုတော့ လွယ်မြောင်တဲ့ခက်တိမ်မြောင်နေတဲ့ကိစ္စပါပဲအကယ်လို့ကျင်းပနိုင်ခဲ့ရင်လေပြန်ရတဲ့အကျိုးများကတိတ်ကိုများပြပါလိတို့ပညာอืมတို့ပညာပေါ့လေမိကပြက်လူကပူအတန်တွေကစူးမိုးနယ်လီနဲ့ကိုစစ်လိုင်းလုံးကြတဲ့မမြုပ်အောင်ချုပ်ထားရတဲ့ကျွန်တော်တို့မှာတော့ဒီအကြောင်းတွေကိုမစားရဝါကမန်းတဲလဲမဝေဖန်ရဲပါဘူးဗျာဟင်းရွှေပြီးတော့မျောတိုင်းဝေးဆိုသလိုကိုဘာတွေဘလို့ပဲရှိတယ်ပြောပြောအကုန်လုံးမှာတော့ dust site ကရှိနေမှာပဲအဲ့ဒီထက်ကမှထိခိုက်မှုအနည်းဆုံးကိုကျွန်တော်တို့ရွေးကြရတာမဟုတ်လားဂိုင်းတေးကြပါလိ ဆရာမောင်ချောနေစကားနဲ့ပြောရဲခါဒီဗီဒီယိုကိုကြည့်နေတဲ့ခင်ဗျားကိုကျွန်တော်ကအကုန်လုံးကရင်ပက်ချင်းဂျက်ပင်ထိုးနေတဲ့လူတွေကြီးပဲမဟုတ်လားအဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့တော့ထားလောက်ပါပဲ